ဘယ်လိုတကယ်စင်လဲဆိုရင်ဟိုမမတို့အကုန်လုံးကိုသူကကောင်းခဲ့တဲ့တကယ်စင်ချင်းချင်းမခွဲရမှာပဲဟိုမမတို့အကုန်လုံးလည်းတရုပ်ဆောင်နေတင်ပေးတယ်တကယ်ချင်းတိုင်းလူတိုင်းအတွက်သူကလူရှင်တော်တယောက်အနေနဲ့သူဖြစ်ပေးခဲ့ပါတယ်သူကအမြဲပြောနေကြအဲသူကအကယ်ဒမီလိုချင်ခဲ့ရလေညီမတို့ပြောရဲသူဘွားရဲ့မတိုင်ရအကယ်ဒမီရဖို့ တငယ်ချင်းတွေအတူတူအောင်မြင်ကြမယ်အတူတူဖြတ်တန်းကြမယ်ဆိုပြီးသူပြောခဲ့တဲ့ဟာတွေကအခုတော့ဒီဟာတွေကသူမပါတော့ဘူးကွာမယုံနိုင်အောင်ပေါ့ညီမတို့ဒါဟိုညီမတို့ရဲ့ the batch တဲ့ MRD4 ကနေမွေးထုတ်လိုက်တဲ့လေးဥဆောင်အစ်စ်တွေထဲမှာမှာဒါ the batch တဲ့ဖြစ်တဲ့ညီမတို့ဒါတင်းနန်းကာလာ3လအတွဲမှာဆိုလဲအတူတူဖြတ်တန်းခဲ့ကြရလူဖြစ်တဲ့အတွက် ဒီကိစ္စကိုညီမတို့အခုချိန်ကြီးလဲလက်မခံတာဟိုအကုန်လုံးတငယ်ချင်းတွေအချင်းချင်းလဲပြောကြရပေါ့เนาะဒါငါတို့ကသူကနောက်နေကြဆိုတော့နောက်နေရလားလို့ညီမတို့ကမေးရနောက်ဆုံးသူ့ရဲ့တက်ပေါ်ကြီးတွေးလိုက်တော့မှညီမတို့ကဒါကိုလက်ခံခဲ့ကြရပေါ့เนาะချင်းချင်းမခွဲရမှာပဲဒီသင်္ခါရတရားကိုတွင်ပထမဆုံးညီမတို့ကသူအက်ဆီဒန့်ဖြစ်ပြီးတော့အဲဒီဆေးရုံရောက်တော့ အ ਨੇ ချင်းတော့ပဲသိရပေါ့နော်ညီမတို့မသိဘူးမသိတော့ဒီ post တက်လာတယ်သူရဲ့ Facebook ကနေတက်လာပြီးမိနစ်30ကြာမှညီမတို့ကတိလိုက်တယ်ပေါ့တိလိုက်တဲ့အချိန်မှာစနေရတဲ့နယ်ဆိုပြီးတော့ညီမတို့တငယ်ချင်းတွေကိုလုံးဖုန်းဆက်ပြီးမေးရဲစာရေးပို့ပြီးမေးရဲအချိန်မှာမဟုတ်ဘူးသူဒါရှေ့ရက်ကလေးဈေးရုံရောက်တယ်ဒါပေမဲ့ပြန်ကောင်းမယ်ဆိုပြီးတော့မကောင်းမင်းနဲ့ဒီဆုံးသွားရဲဆိုပြီးတော့ညီမတို့ပုံတော့တတင်းပြောကြရဲပေါ့နော်ဘလို့တငယ်ချင်းလဲဆိုရင်ဟို ငမတို့အကုန်လုံးကိုသူကကောင်းခဲ့တဲ့တကယ်စင်ဟိုငမတို့အကုန်လုံးလည်းတရုပ်ဆောင်နေတင်ပေးတယ်အကုန်လုံးသူကကလေးတရုပ်ဆောင်ဖြစ်တဲ့အတွက်ညီမတို့ထက်စာရဲ့အတွေ့အကြုံအများကြီးလည်းရှိရဲ့ဟိုအများကြီးလည်းအရေးစင်ပြေဝရဲ့လူတယောက်ပေါ့နော်သူ့လိုတော်ရဲ့လူတယောက်ကညီမတို့ကိုဆိုရင်ပညာသားမချမ်းမဲနဲ့ကိုတင်ပေးရဲ့ကမ်ကာလာတခြားမှာဆိုရင်လည်းဟိုဘဒူကဘာလို့啊ဆာသူကတေချာကြည့်ပြီးတော့အကုန်လုံးတင်ပေးရဲ့လူတယောက်ဖြစ်တဲ့အတွက်ညီမတို့အတွက်ဒါနှစ်နာမှုဆုံးရှုံးမှုအကြီးတစ်ခု ဖြစ်သွားတာပေါ့နော်။ तू ကအမြဲပြောနေကြအဲ तू ကအကယ်ဒမီလိုချင်ခဲ့ရလေညီမတို့ပြောရဲ तू ဘွားရဲ့မတိုင်ရအကယ်ဒမီရဖို့အကယ်ဒမီလိုချင်တယ်အတငယ်ချင်းတွေအကုန်လုံးပေါင်းပြီးဒါအဖြစ်ရောတခရစ်ဆိုတာဒါလူတိုင်းတီးခဲ့တဲ့ပောက်ခဲ့တဲ့ကားဆိုတော့အဲ့လိုမျိုးပဲညီမတို့ဒီ sit bench ကတငယ်ချင်းတွေအကုန်လုံးနဲ့သူတကားရိုက်ချင်တယ်ကျွန်တော်တို့ဒီညီမတို့ဒါအကုန်လုံး MRT4 မှာစာချုပ်ပြည့်သွားကြပြီပြည့်သွားပြီဆိုရင်မဲ့အပြင်မှာညီမတို့တွေကကိုယ်နဲ့ပဲအတီးတီးနဲ့ကိုပြန်လုံနေကြပဲမဲ့သူကပြောခဲ့တယ်ပေါ့နော် ီစာချုပ်မပြည့်ခဲ့အချိန်မှာငါတို့စာချုပ်တွေပြည့်သွားရင်လည်းငါတို့ဒီအကုန်လုံးစုပြီးတော့တငယ်ချင်းတွေတကားတော့ရိုက်ရိုက်လို့ရရင်ကောင်းပါဆိုပြီးဒါသူစိတ်ကူးလေးပြောခဲ့ဘူးပဲပေါ့နော်ဒါပေမဲ့အခုတော့ဒီဟာတွေကသူမပါတော့ဘူးပေါ့နော် No what depend can be when you will probably attend to မမဟုတ်ဘူးပေါ့နော်တကယ်ကိုအရင်အချင်းရှိတဲ့ ဟိုလူတယောက်ကစ조사ရင်အကယ်ဒမီရနိုင်တယ်ဆိုတာသူအမြဲပြောတယ်။သူပြောသူမှမဟုတ်ဘူးဘယ်သူပဲဖြစ်ဖြစ်ရနိုင်တယ်။ငါတို့တွေကဟိုသူဆိုဒါပြောရရင်မပြည့်စုံဘူး။မိဘကိုလှုပ်ကြွေးနေရတယ်။ဒါပေမဲ့သူအရန်စ조사တာသူဖြစ်ချင်တာအများကြီးရှိရဲ့ဟိုညီမတို့တွေတစ်ခါလေတငယ်ချင်းတွေစကားမပြောကြတော့တာရှိပေမဲ့အမြဲတမ်းဒါညီမတို့ကာယလွဲမြစ်တာပေါက်တဲ့အချိန်တော့ဆိုလည်းညီမတို့စာပို့တယ်။ congratulations ပေါ့နော်ဒါသူတငယ်ချင်းတွေအတူတူအောင်မြင်ကြမယ်အတူတူဖြစ်တန်းကြမယ်ဆိုပြီးသူပြောခဲ့တဲ့ဟာတွေက ဟိုညီမတို့အကုန်လုံးအတွက်ကိုဒါလက်မခံနိုင်ဘူးခုချိန်ကြီးလည်းညီမတို့လက်မခံနိုင်တဲ့အရာဖြစ်နေမနေ့ပြန်ဆိုတာညီမတို့သူ့ကိုဤဝေးပို့ကြတော့မယ်ပေါ့နော်ဤဝေးပို့ကြမယ်အကုန်လုံးသူ့အတွက်ကောင်းဖို့အတွက်ဟိုဆုတောင်းပေးမယ်သူ့အတွက်ပိုကောင်းတဲ့လမ်းရောက်သွားအောင်နောက်ဘဝကြီးစက်တိုင်းမှာဒီလိုမျိုးမဖြစ်အောင်ညီမတို့တွေသူ့အတွက်ကောင်းမှုတွေပို့လုပ်ပေးဖို့ညီမတို့တွေစီစဉ်ထားပါတယ်ဖန်နေသူ့ဖန်နေညီမတို့တငယ်ချင်းတွေတော့ဒီလောက်ထိခံစားနေရအမေဆိုရင်ဘယ်လောက်တောင်ခံစားလိုက်ရမလဲပေါ့နော်ပြီးတော့ရုတ်တရက်ကြီး ဒါသူဆိုရင်ဒါအခုဆိုမေချိုကယုံကြည်ကရိုက်တော့မှာပေါ့နော်ရိုက်နေတဲ့အချိန်ရိုက်လေရိုက်နေပါပဲရိုက်နေတဲ့အချိန်မှာဒီလိုဖြစ်သွားတဲ့အတွက်ဘလို့မှညီမစဉ်းစားလို့မရသူ့အတွက်ဒါယုံကြည်ခံဖြစ်တဲ့အတွက်ညီမဆိုကမန်းတာသူဆိုအရင်ကောင်းနေလို့ဖြစ်တဲ့အတွက်ဒီကယုံတက်ရင်သူဒီကအကယ်ဒမီဒီ၄ရောက်မှာသူအရှိပြေပဲဆိုအောင်ညီမတို့ကဟိုတွေးထားပြီးသားပေါ့နော်တကယ်လဲတော်ရဲ့လူဆိုတော့ဟိုသူ့အတွက်အကျွေးစောလွန်သွားရယ်ပေါ့နော်ဒါလူတိုင်းလည်းအခုအင်တာဗျူးတွေမှာညီမတို့တွေ့ရပါတယ်ဟိုတည်င်းနေလဲဟိုအတူတွေလည်းရှိရယ်အမှန်တွေလည်းရှိရယ်ပေါ့နော်အဲ့တော့ တရင်အတူတွေတိုင်းကိုလည်းမယုံဘူးပေါ့နော်ပြီးတော့ကိုချစ်တဲ့အမှုပညာရှင်တယောက်ကိုရဲ့ idol တယောက်ဒီလိုမျိုးဖြစ်သွားတဲ့အချိန်မှာမဟုတ်တာတွေမတင်ဖို့ညီမတရားနဲ့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒီ interview လေးကြည့်ပြအဲ့ဒီတော့ခုနတမ်းမိတာပေါ့အဲ့ဒါကြည့်ပြငုံမိတယ်တတ်တာပေါ့ညီမစက်တောင်ကြည့်နိုင်ညီမတို့ဆိုတာ interview ဟိုကြည့်ရဲ့ချိန်မှာတဝက်လောက်နဲ့ဆက်မကြည့်တော့ဘူးဗောနော်ကိုရောပူခံစားရတယ်ညီမတို့တိတိချင်းတော့မျက်ရည်ကြမိကြအကုန်လုံးကဖုန်းနဲ့ဆက်ပြီးတော့ဒါဟုတ်ကောဟုတ်ရဲ့လား तू ကစတတ်တယ်နောက်တတ်တယ်ပြပြောနေတတ်တော့စနေရလားမသိဘူးဆိုပြီးတော့မဟုတ်ဘူးတကယ်ဆိုပြီးတော့ပြောတော့မှညီမတို့တွေကဒါငိုကြတယ်တယောက်နဲ့တယောက်ပြောကြတယ်ပြောတန်ဝေကလည်းရတာပေါ့နော်ဒါလူကြီးပဲဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ်ညီမတို့တွေမနေ့ပြန်ဆိုတော့မတေချာတဲ့အချိန်မှာလက်ရှိအချိန်မှာညီမတို့တွေကိုချစ်ချစ်ခင်ခင်နဲ့ ဟိုခွင့်လွှတ်ချက်တီးခံစင်းနားလည်မဝင်တဲ့တယောက်နဲ့တယောက်ရှေ့ဆက်ဖို့ညီမတော့ဒါပဲစဉ်းစားလိုက်ပါတယ်ညီမအတွက်မှမဟုတ်ပါဘူးတငယ်ချင်းတိုင်းလူတိုင်းအတွက်သူကလူရှင်တော်တယောက်အနေနဲ့သူကပုံစံမျိုးတောင်ဖြစ်ပေးခဲ့ပါတယ်အကုန်လုံးပျော်ပျော်သူစိတ်ညစ်နေတောင်မှလိုက်စတယ်နောက်တယ်ဟိုပျော်ပျော်နေတတ်တယ်သူသူကစိတ်ညစ်မပြောပြတတ်ဘူးဒါပေမဲ့သူမျက်နှာကိုညီမတို့ကကြည်လိုက်ဟဲ့နေစိတ်ညစ်နေရလားဆိုရင်တော့သူကမဟုတ်ဘူး အဲငါငါဒီလိုပါပဲအမြင်နဲ့ပြောတတ်တယ်ပြီးညီမတို့တွေဒီ MRD4 မှာကတ်မွန်နဲ့တခြားမှာဟိုအဖွဲလေးဖွဲ့ပြီးတော့ညီမတို့တရုတ်ဆောင်ရတယ်လေ့ကျင့်ရတဲ့အချိန်မှာညီမတို့ဆိုတဖွဲဖြစ်ခဲ့ကြတယ်တရုတ်ဆောင်နေတင်ပေးတယ်ဘယ်ဘယ် item မှာဘလို့လိုတယ်အစားသူကပြောခဲ့တာဖြစ်တဲ့အတွက်โอ้အမြင်နဲ့တသက်လုံးပေါ့နော်ညီမတို့ဒါအမှန်ရနေမယ်သူဒါညီမတို့တရုတ်ဆောင်ကောင်းတယောက်ဖြစ်လာအောင်လဲသူကသူက character actor ဖြစ်ချင်တာဟုတ် character actor ဖြစ်ချင်တဲ့အတွက်ဒီ character actor ကောင်းတယောက်သူဖြစ်ခဲ့တယ်လို့ညီမကတော့ခံယူထားတယ်ဒီငယ်ချင်းတွေ့တာစကားပြောဆို ဟိုလောင်ဘဝစက်တိုင်းမှာဒီလိုမျိုးမဖြစ်ပဲနဲ့ရောက်တဲ့ဘဝစက်တိုင်းရောအခုရောကောင်းရဒုက္ခရလာပါစေလို့ပဲညီမဆုတောင်းပေးလိုက်ပါတငယ်ချင်းတွေကတ်မွန်ညာတဲ့ချိန်ထဲကသူပြပြဘူးရဲ့သူသူအမေသူ့ကိုဘလို့ထားတာသူကလည်းဘလို့ထားချင်တာသူရဲ့စိတ်ရင်းပေါ့နော်အမြဲတွေးရတယ်မိဘကိုလှုပ်ကြွေးနေရတာတားတယောက်အနေနဲ့သူတငယ်ငယ်တွေရတယ်လှုပ်ကြွေးနေရလို့ညီမတို့ကတိခဲရတာပေါ့နော်အဲ့တော့ဒါမိဘကိုလှုပ်ကြွေးနေတာတားတယောက်အနေနဲ့ညီမတို့ကသူကောင်းတဲ့နေရာကိုရောက်မှာလို့ညီမတို့ကတော့သူမျှော်လင့်ပါတယ်